တန်ခိုင်ရေးအစိုးရတက်လာပြီဆိုရင်မလုပ်နဲ့ဆိုတော့ခင်ဗျားတို့ဟဲ့လားတပုံနေခင်ဗျားတို့စောစောစီစီငင်းချိုင်းယူယူထားမယူလို့ကတော့အမုန်းတိတ်မှာနော်တမတော်ကြီးကအင်အားတောင့်တင်းလာပြီဆိုရင်အမုန်းချိန်ပါနော်တက်ဖို့ပါတီလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်တဲ့ဘူလက်လတ်ဆွေကသူတို့ပါတီအစိုးရဖြစ်တဲ့အခါကြရင်တော်လန်ရေးအဖွဲ့တွေကိုအမုန်းချိန်ပြစ်မယ်လို့ရှင်းလျှောက်ပြောဆိုကြုံဝါလိုက်ပါတယ် တရှိန်က KIA အဖွဲ့ကိုလွတ်တော်တဲ့ကနေဘူလက်နဲ့ခေါ်မယ်လို့ရှင်းလျှောက်ခဲ့လို့နာမည်ကြီးခဲ့တဲ့လှဆွေဟာအဲ့ဒီနောက်ပိုင်းလဲအခုချိန်ထိမကြာခဏဆိုသလိုတိုင်းသားအဖွဲ့တွေကိုရှင်းလျှောက်ပြောဆိုနေခဲ့တာဖြစ်ပါတယ်။မလောက်ရတဲ့ဘာမှမရှိဘူးဆိုပြီးတက်လာတဲ့မင်းအောင်လိုင်းလက်ထက်မှာဟန်ပြငញ្ញញရေးပွဲတွေလုတ်ပြနေပေမဲ့နောက်ွယ်မှာတော့စစ်တပ်နဲ့စစ်ထွက်တွေဟာတိုင်းရင်းသားနဲ့ PDF တွေကိုအမြင့်ဖြတ်ရှင်တဲ့အာဂတစိတ်တွေကြီးမားနေကြတာကိုတွေ့ရပါတယ်။ မဲအောင်လှိုင်းကလည်းပြီးခဲ့တဲ့ငင်းကြီးအမိခံပွဲတစ်ခုမှာတိုင်းသားအဖွဲ့တွေအနေနဲ့မဖြစ်နိုင်တာတွေရှောက်ပြီးတောင်းဆိုမနေကြနဲ့လို့စင်ပေါ်တက်ပြီးချိန်မောင်းသွားခဲ့ပါသေးတယ်။တိုင်းသားနဲ့တက်ဆိုင်ရတက်ဆိုင်ရပုံကူများလည်းဖြစ်နေတာကိုပဲပြောဖို့လောက်ကြဖို့ဒါပြောချင်ပါလား။မဖြစ်နေတာတွေရှောက်ပြောပြီးတော့မှမလုပ်နိုင်လို့မရပါဘူး။ဘူးလက်လက်ဆွေကပြီးခဲ့တဲ့နှစ်ကလည်း သူသာကာချုပ်ဖြစ်မယ်ဆိုရင်တိုင်းသားဒေသတွေကိုမျက်ပါမကြံအောင်အမှုန့်ကျပြစ်မယ်လို့ရခိုင်ဒေသကိုရည်ရွယ်ပြီးပြောဆိုရှင်းလျှောက်ခဲ့ပါသေးတယ်။သူတက်ပါစီစီပါလို့ပြီးသွားတယ်။ဂျပန်ကိုအလူပြုံဘုံနှလုံးကျလို့ပြီးသွားတယ်။သင်္ကြာရဘောအလူပြုံဘုံတဲ့ကြီးတဲ့ဟာချီရေဘုတ်တဲ့ဂျပန်ကိုအလူပြုံဘုံနှလုံးကျလို့ပြီးသွားတယ်။သင်္ကြာရဘောအလူပြုံဘုံတဲ့ကြီးတဲ့ဟာချီ

ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစစ်တပ်ထောက်ခံသူအမျိုးသားရဲ့အစွန်းရောက်တရုတ်ဆောင် နေအောင်ကတိုင်းပြည်မငြိမ်မသက်အောင် လုပ်တဲ့သူစစ်တပ်ကိုမထောက်ခံသူတွေဆိုရင်အကုန်တတ်ပြစ်ရမယ်လို့ပြောဆိုချိန်လျှောက်သွားခဲ့တာဖြစ်ပါတယ်နိုင်ငံရေးအခင်းကြီးကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်များအကုန်တတ်ဟုတ်ကဲ့ရှင်းတယ်နော်အေးအဲ့ဒါပဲဗျာကျွန်တော်ဒေါသထွက်ပြီးပြေးရနေဗျာတမ်းမတော်မကဝဲအခုလူတွေဘဝပြက်ကုန်ပြီခင်ဗျာ အဲ့ဒါမပြောတော့ဘူးလေကျွန်တော်လည်းစစ်သားသားသမီးလေယူနီဖောင်းမြင်ရှိတယ်လေတေဖို့ဆဲတဲ့ကောင်တေကြမောဒါတွေကိုကြည့်မယ်ဆိုရင်စစ်တပ်နဲ့ပလင်းတူဘူးဆိုတွေဟာအခု၅နှစ်တိုင်တိုင်ပြည်သူတွေကိုသွေးရှောင်စီးအောင်တပ်ဖြတ်ထားရတာကိုအားမရသေးပဲရွက်ောက်ပွဲလုပ်ပြီးခေါင်းစဉ်တစ်မျိုးနဲ့နောက်ထပ်ပုံမတပ်ဖြတ်ရှင်ကြသေးတယ်ဆိုတာကိုပေါ်လွင်နေပြီဖြစ်ပါတယ်တို့တို့တခိုင်ကြီးကအစိမ့်ရချင်းနေကောင်း စစ်တကောင်တော့အစိုးရဖွဲ့အစိုးရဖွဲ့တော့မလုပ်မလဲဆိုတော့ကျွန်တော်ပြောပြမလို့ဥပမာကျွန်တော်တို့ငငယ်ကဝအနေမှာဘကဘောက်အမုံးကြိတ်တာဘကဘောက်အမုံးကြိတ်တာခေါတီချစပလော်တီရဒီကောင်လေးပိုင်ရန်ပါဆမ်းမှာကွက်ကွက်လေးပဲခြံနေအဲ့ချိန်မှာရလိုက်လို့အမုံးကြိတ်တယ်ကျွန်တော်တို့အမုံးကြိတ်တာကိုဘယ်သူသိတယ်ဆိုတော့ UWS ကသိတယ်ဒါကြောင့်မို့အခုဒီ2021 ဒီကိစ္စကြီးပေါ်လာတဲ့ချိန်မှာ YouTube SS မပါဘူးမပါဘူးမပါတဲ့ခါကျ तू ဘောက်အမုံတိတ်ခံမှကြောက်လို့ तू ကကျွန်တော်တို့အမုံတိတ်တဲ့ဟာကို तू ရောခံစားဘူးလေအခုကျွန်တော်ပြောတာအခုလာမဲ့ရွေးကောက်ပွဲပြီးရင်တက်လာမဲ့အစိုးရတန်ခါကြီးအစိုးရတက်လာပြီဆိုရင်မလုပ်မယ်ဆိုတော့ခင်ဗျားတို့ဟဲ့လားတပုန်ကြီးခင်ဗျားတို့စောစောစီစီ ်ငင်းချိုင်းယူယူထားမယူလို့ကတော့အမုံတိတ်မှာနော်ကျွန်တော်က PDF တွေပါနှစ်ဘက်တစ်ပြားဟိုနဂါလို့လို့ဟိုပါဟိုဟိုဗားလေတန်ခဲလို့ပါလို့အဲ့ဒီကောင်လို့တီကောင်လို့လို့အဲ့ဒီကောင်တွေကိုမပြောဘူးနော်အဘာပြောဘူးခင်ဗျအေအေရအစနော်အေအေ MNDA ဟိုကကိုကဆိုခင်ဗျကုံချန်လောက်ကင်ချစ်ဆွေရောတော်ပြီလေငကူနေရအဲ့ဘာသိန်ဒီကိုခိုင်နေလာလို့မနေနဲ့ ငါတို့အမုံကြိတ်ရင်မင်းဆရာကြီးကိုသွားမေးလိုက် UWSC ကိုငါတို့ဘလို့ကြိတ်လဲဆိုတော့ခုတတ်မတော်ကြီးကအင်အားတောင့်တင်းလာပြီဆိုရင်အမုံကြိတ်ပါနော်ရွေးကောက်ပွဲပြီးရင်အမုံကြိတ်ပါခုလေကမင်းတို့တေချာလေးငင်းချိုင်းယူထားလိုက်အဲ့ဒါလေးကိုတတိလာပေးတယ်